တင်တော်အလုံးပဲမင်္ဂလာပါကျွန်တော်ရှစ်ကြိမ်အတွက်ဒီကောင်ကတော့ကျွန်တော်ဝမ်းကြိမ်ဆက်ကလေးဖြစ်ပါတယ်ဗျာနော်ရှစ်ကြိမ်အတွက်ဝမ်းကြိမ်ဆက်ကလေးဘယ်လိုရမလဲကျွန်တော်တို့ကြည့်ကြည့်ပါမယ်နော် Okay ပထမဆုံးဒီမှာရှိနေတဲ့နံပါတ်6ပေါ့နော်ဒီနံပါတ်6ဒီကျွန်တော်သူ့ရဲ့ပါဝါပေါ့နော်6ကျွန်တော်တို့6ပါဝါကိုကျွန်တော်ဒီသွားမှာယူသွားမှာဖြစ်ပါတယ်ဒါဆိုရင်6 6ပါဝါဒီကျွန်တော်တို့နံပါတ်မှာ၄ဖြစ်တယ်ပေါ့နော်ဒီနံပါတ်၄เนาะနံပါတ်၄ပြီးသွားရင်ကျွန်တော်ဒီနှလုံးပေါ့เนาะ66သူ့ရဲ့ ဆက်ရပေါ့နော်ဒီ6 6ဒီနှလုံးပေါင်းခြင်းပေါ့နော်6 6ဒီကျွန်တော်တို့ပေါင်းခြင်းဘယ်လောက်ဖြစ်မလဲနံပါတ်2ပေါ့နော်သူ့ရဲ့နှက်ခတ်ကျွန်တော်တို့၄ကိုယူမယ်ပေါ့နော်ဒါဆိုရင်2 4 4ဒီကျွန်တော်တို့1ခြင်းနော်2 4 4ဒီ1ခြင်းဒီမှာထွက်ကနန်းကျွန်တော်တို့ကြည့်မယ်3 4 4ဆိုပြီးတော့ကျွန်တော်တို့ရှိတယ်ပေါ့နော်ဟုတ်ပြီ3 4 4ဆိုပြီးတော့ကြာတယ်ပေါ့နော်2 4 4ဒီကျွန်တော်တို့1ခြင်းမှာပါကြပြီးတော့လဲဆိုရင်3 4 4 လေးဆိုပြီးတော့ကျွန်တော်တို့ကြာပြီးခဲ့တယ်เนาะဒါဆိုရင် outer bin ကိုကျွန်တော်တို့အတူတူဆက်ကြည့်အောင်မယ်เนาะ outer bin မှာကျွန်တော်တို့ color လေးချိန်လိုက်မယ်ပေါ့เนาะဒီမှာ shift เนาะ shift နေရာဒီ number 8ဖြစ်တယ် shift ဒီသူ့ရဲ့ bar ကိုယူမလဲကျွန်တော်တို့ power ကိုယူမယ် shift power ဒီဘယ်လောက်လဲ number မှာ3เนาะစီရရှိနေတဲ့နှလုံးเนาะ nil ပေါင်းခြင်းနံပါတ်6 6နှစ်ခတ်ဒီပါလေကျွန်တော်တို့9ဖြစ်တယ်ပေါ့เนาะဒါဆိုရင်6 3 9ဒီကျွန်တော်တို့1 chain အနေနဲ့ ဖမ်းမယ်ပေါ့နော်6391ချင်းမှာကျွန်တော်တို့ထွက်ကနန်းဒီဘာရှိလဲ863ဆိုပြီးတော့ဒီမှာဒီကနန်းလေးကျွန်တော်တို့ထွက်ပေးထားတယ်နော်863ဆိုပြီးတော့ကျွန်တော်တို့ထွက်ထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဘာကအချိန်လဲဆိုရင်ဒီမှာ9ချိန်ပေါ့နော်ဒီမှာကျွန်တော်တို့ချိန်ကဏ္ဍဒီ3ညာ4 4ဆိုဒီနှလုံးအတွဲပေါ့နော်ဒီနှလုံးဒီအချိန်ဖြစ်တဲ့639မှာကျွန်တော်တို့863ဆိုတော့ဒီ9ဒီကျွန်တော်တို့ အချိန်ဖြစ်ပါတယ်เนาะโอเคဒါဆိုရင်နောက်ထပ်ကျွန်တော်တို့အော်တိုဘင်ကိုစစ်ပြီးတော့အတူတူသွားကြည့်မယ်ဗျာเนาะအော်တိုဘင်မှာကျွန်တော်တို့ရှိနေတဲ့ခဏသည်နံပါတ်မှာဒီမှာကဖာရှိနေလဲဆိုတော့နံပါတ်9เนาะကျွန်တော်တို့နံပါတ်9ဆိုတာရှိတယ်เนาะ sorry ဒီဘောကခွန်ပေါ့နော်ဒီအဘခွန်မဟုတ်ဘူးဒီဘောကခွန်ဒီခွန်ဒီကျွန်တော်တို့သူ့ရဲ့ပါ နော်ခွန်ပါဝါကျွန်တော်တို့ဘာယူမလဲနှစ်ဆိုပြီးတော့ယူမယ်နော်ခွန်ပါဝါနှစ်နော်ပြီးရင်ဒီကကရက်ကကျွန်တော်တို့တုံညာခွန်ဆိုတော့ပေါင်းခြင်းနံပါတ်3ခွန်ဖြစ်တယ်ခွန်နက်ခတ်ဒီကျွန်တော်တို့ဘာလဲတုံညာဖြစ်တယ်ပေါ့နော်ဒါဆိုရင်290ဒီကျွန်တော်တို့1ဂျိ290ဂျိမှာကျွန်တော်တို့ဒီမှာဘာထွက်လဲဆိုရင်900ဆိုပြီးတော့ကျွန်တော်တို့ထွက်ပြထားတယ်ပေါ့နော် ခု10ရာ900ဒါဆိုရင်ဘာအချိန်လဲဒီထက်ကနှစ်ကကျွန်တော်တို့ဒါအချိန်ဖြစ်ပါတယ် နော်โอเคဒါဆိုရင်နောက်ထပ်တစ်ပင်၃ကတ်မြောက်ပေါ့နော်၃ကတ်မြောက်မှာကျွန်တော်တို့ကြည့်ကြည့်ပါမယ်၃ကတ်မြောက်မှာ1နှစ်နော်ကျွန်တော်တို့ရှိနေတာဒီနံပါတ်မှာအထီအောက်ကရှိတာဒီနံပါတ်8 8ရဲ့ကျွန်တော်တို့ဘာယူမလဲပါဝါ8ပါဝါဒီဘာလဲနံပါတ်မှာ3ဖြစ်တယ်3နော်ဒီမှာကခွန်9ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာ6 6နှစ်ခတ်ဒီ9 6 3 9ဒီ ဝမ်းကျင်းเนาะ639ဝမ်းကျင်းမှာကျွန်တော်တို့ထွက်ကနက်ဒီပါစီလဲ963ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်560 3เนาะ563ဆိုတော့ပါအချိန်လဲကျွန်တော်ဒီ9အချိန်ဖြစ်တယ်ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ပါမယ်ဒီမှာရှိနေတာဒီနံပါတ်မှာ2ပါ2ရကျွန်တော်တို့ပါယူမလဲပါဝါကိုယူသွားမယ်2ပါဝါဘယ်လောက်လဲနံပါတ်9เนาะနံပါတ်9ဒီမှာက8နှစ်ပေါင်းခြင်းနံပါတ်3ညเนาะ ၃ည၂ခတ်ဒီဘလောက်လဲနံပါတ်9เนาะဒါဆိုရင်၃ည9ခုဒီကျွန်တော်တို့1 j เนาะ၃ည9ခုကျွန်တော်တို့1 j ဖြစ်ပါတယ်ဒီတစ်ပင်အတွက်ပေါ့เนาะ၃ည9ခု1 j ဘာထွင်မလဲတော့ကျွန်တော်တို့ဒါစောင့်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဗျโอเคဒီမိုဒိုင်းဆိုရင်တော့စက်ပြခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့1 2 3 4 5ကတ်မြောက်ပေါ့เนาะ5ကတ်မြောက်စက်ပြမပြီးတော့ကျွန်တော်တို့မပြောတတ်ဘူး၃ည9ခု1 j နေရပါတယ် ားလုံးပဲကျေးဇူးထူးတင်ပါတယ်ဗျ။ကျိုင်းတဲ့တဲ့ငယ်ချင်းတွေကတော့ယူသုံးနိုင်ပါတယ်။အားလုံးပဲအဆင်ပြေပါစေ။ဘိုင်ဘိုင်မာ